အားလုံးပဲမိင်္ဂလာပါရှင်။ကျမရဲ့ channel ကနေကြိုဆိုလိုက်ပါရှင်။ကျေပြောလိုက်တမုတ်တရားကြီးတွေကကျွတ်တကုပေါ်မှာမဝါနာဆိုတဲ့ကောင်မလေးတရားဟာသူ့ရဲ့အမွေဝက်ကလေးပူဝါနဲ့တောင်ထိပ်တကုစီကိုအပြေးပြိုင်နေခဲ့ပါရှင်။မဝါနာဟာတဘာဝနှစ်ဖြာမှာကဲတင်ဖို့ မောင်ရင်နဲ့တူတူထွက်ခဲ့တဲ့ခီးအပြင်တုံးနေအကြမှာတော့သမုတ်တရားကြီးတဲ့ကတခြားကျွန်းတွေကိုတောက်လျှောက်ခီးဆက်ထွက်နေပြီးတခြားရွာတွေကိုရှာဖွေနေခဲ့ပါတယ်။ဝက်ကလေးဘူဟာကတော့သူ့ရဲ့တခင်နောက်ကိုမလိုက်နိုင်တော့လောက်အောင်ပြင်ပန်းနေခဲ့တဲ့အတွက်မဝါနာတယောက်သူ့ကြောပေါ်တင်ပြီးကြောက်တောင်ကိုတွေ့ကက်နေခဲ့ရပါတယ်။သူတို့တောင်ထိပ်ကိုရောက်တဲ့အချိန်မှာတော့နောက်ထပ်အိမ်မွေးတရိစ္ဆာန်တကောင်ဖြစ်တဲ့ကျဖလီဟိတ်ကိုတွေ့လိုက်ကြရပြီးသူတို့ထက်အရင်ရောက်နေတဲ့အတွက်အံ့အားသင့်နေခဲ့ကြပါတယ်။ ဝါနာလေတောင်ထိပ်ပေါ်မှာခရုခွန်လေးတစ်ခုကိုထားခဲ့ပြီးတမုတ်တရားကြီးတွေကတခြားသူတွေကိုတွေ့နိုင်ဖို့မျောလင်းချက်ကိုဆက်သေးဆောင်ရင်းအိမ်ပြန်မှုအချိန်ရောက်လာခဲ့ပါတယ်။အဲ့ချိန်မှာပဲတောင်ထိပ်မှာပူဝါထိုင်နေတဲ့ကြောက်ပြားကအောက်ကိုရှော့ချလာခဲ့တဲ့အတွက်မဝါနာကခုန်ပန်းလိုက်ပြီးဟန်ချက်ညီနေသည်ရဲ့အချိန်ဟေကမဝါနာပေါ်ခုန်တက်လိုက်တာကြောင့်၃ယောက်သားတောင်ထိပ်ကနေပြုတ်ကျလာပါရော။ ကန်ကောင်းနာကမွာနာတယောက်ရွေကျိုးတွေကိုအရင်ညှိပြီးမှမြေကြီးပေါ်ပြုတ်ကျလာခဲ့ရဖြစ်တဲ့အတွက်ဘာမှမထိခိုက်သွားခဲ့ပါဘူး။အောက်ကိုရောက်တဲ့အချိန်မှာတော့အိုးအကွဲအပိုင်းစားတစ်ခုကိုကောင်းစွန်နေရဲ့ဟိတ်ကိုတွေ့လိုက်တဲ့အတွက်တီချာယူကြည့်လိုက်တဲ့အချိန်မှာတော့ကြေတာယာတစ်ခုအောက်ကတောင်တစ်ခုပုံကိုဆွဲထားတာကိုတွေ့လိုက်ရပြီ။တခြားသူတွေရှိသေးရဲ့ဆိုတဲ့ယုံကြည်ချက်ကိုပို့ပြီးမျှော်လင့်လာခဲ့ပါပြီ။ဒီလိုနဲ့မွာနာတို့တောင်ရောက်လေလှေပေါ်အမြန်ပြတ်တက်လာပြီ။ မုတ်တရာကြီးရဲ့အကူနဲ့ကျွန်းပေါ်ကနေထွက်လာခဲ့ကြပြီးတော့အင်ကိုပြန်လာခဲ့ကြပါတယ်။မိုအာနာတို့ရဲ့မိုတိုညူရီရွာမှာတော့သူ့ရဲ့ကဘာကြီးကိုကယ်တင်ခဲ့စွန်းစားခဲ့ဟာလူတိုင်းရဲ့ပါဇက်ဖြားကရာဇဝင်တစ်ခုဖြစ်လာခဲ့ပြီးမိုအာနာလည်းရွာရဲ့အကြီးကဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ရွာကလေးတွေဟာပုံမြင်နားထောင်နေတော့သူတို့ရဲ့ဂျွန်နာကိုတမုတ်တရာတဲကနေအင်္ဂလိပ်တစ်ယောက်ကတ်လာတာကိုတွေ့လိုက်ရတဲ့အတွက်မိုအာနာဆိုတာကိုတီးသွားကြပြီး သူ့ရဲ့စွန့်စားကံအစ်စ်ကနေဘာရီပါလာအောင်မလဲဆိုတာကိုသိကျင်ကြရတဲ့အတွက် အကုံစုဝေးပြီးလာကြိုခဲ့ကြပါတယ်။မိုအာနာကရွာသားတွေအတွက်အစားအသောက်တွေတင်လာခဲ့တဲ့အပြင်သူရှာတွေ့ခဲ့တဲ့အိုးအုပ်ကွဲအကြောင်းသူ့ဖေထူအီကိုရှင်းပြနေအောင် သူရဲ့ညီမလေးစီမီယာကလာနောက်ရှက်တာကြောင့်စကားစပြတ်သွားခဲ့ပါတယ်။စီမီယာလေးကတော့သူ့အမကို ပြန်တွေ့ရတဲ့အတွက်အယံဝမ်းသာနေခဲ့ပြီးသူ့အတွက်ပါလက်ဆောင်လေးပါလာလဲဆိုပြီးမေးနေခဲ့ပါတယ်။မွာနာကလက်ဆောင်လေးအစားသူ့ရဲ့ဘိုးဘေးတွေအကြောင်းပထမဆုံးတွေ့ရှိခဲ့တဲ့ကူတဲ့ကိုသွားခေါ်ပြီးခဲ့ပါတယ်။ တချိန်တုန်းကမိုတူညူရီကျွန်းပေါ်ကလူတွေဟာအရန်တော်တဲ့ဣလာဆူဆက်သူတွေဖြစ်ခဲ့တဲ့အကြောင်းကိုပါပြောပြခဲ့ပြီးသူတို့တင်းမှာအတော်ဆုံးကတော့ထရဗီဇာလို့ခေါ်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပါတယ်။မွာနာတို့ဘိုဘီတွေဟာတမုတ်တရားထဲမှာရှိတဲ့လူတွေအားလုံးကိုတနေရာထဲမှာစုစည်းခြင်းခဲ့ကြပြီးခုချိန်မှာတော့ဒီတာဝင်ဟာမွာနာရဲ့ပကုံးပေါ်ကြာရောက်လာခဲ့ပြီဖြစ်ပါတယ်။ဂျီမီယာဟာဒီတာဝင်မှာမော်ယီရဲ့အကူအညီကိုမရနိုင်ခဲ့ရင်ဘာဖြစ်လာနိုင်လဲဆိုပြီးမေးခဲ့ပါတယ်။မွာနာကဂျမီကော့တယောက်ဖြစ်တဲ့မော်ယီဟာ နောက်ဆုံးခီးပြီးရဲ့အချိန်ကလေးကကဘာကိုတယောက်တည်းခီးထွက်နေခဲ့ရဖြစ်ပါတယ်။အဲဒီချိန်မှာတော့မော်ဤတယောက်ကတိမ်ငတ်ပုံစံနဲ့သမုတ်တရားကိုဖျက်တမ်းနေခဲ့ပြီးတိမ်တွေဖုံးအုပ်နေရဲ့ကျွန်းတကျွန်းပေါ်မှာဆင်းသက်လိုက်ပါတယ်။အဲဒီကျွန်းပေါ်မှာမော်ဤကပေါ်တယ်တစ်ခုကိုဖင်ပြီးမြို့ဝတ်ကျွန်းပေါ်ကိုဝင်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့ပေါ်တယ်ကိုထိမ့်သိမ့်နေတဲ့လူကနာလုံးဆိုရဲနှစ်ဖျားရဲ့အမိန့်ကြောင့်ကျွန်းပေါ်တက်ခွင့်မပေးနိုင်ကြောင်းပြန်ပြောခဲ့ပါတယ်။ဒါပြင်မော်ဤသာအသေးအကျက်လုံနေုံမဲဆိုရင်မဝါနာပါအပြစ်ပေးခံရမှာဖြစ်ကြောင်းပြောတဲ့အထက် မော်ကြီးလည်းမခံနိုင်ပိတ်သူ့ရဲ့ကျင်းနဲ့ဝင်တိုက်ခိုက်ခဲ့ပေမဲ့သူ့ပဲရှုံးနေသွားခဲ့ရပါတယ်။တဖက်ကျန်မွားနာတို့ကျွန်းပေါ်မှာတော့တူရီကပျော်ပဲရှုပ်ပဲတကူကျင်းပနေခဲ့ပြီးမွားနာကလည်းသူတို့ကြုံရင်လမ်းပြသူတရားအဖြစ်ပွဲချင်းမြင့်ဖို့လုပ်နေခဲ့ပါတယ်။မွားနာကလည်းဒီပွဲကိုလက်ခံလိုက်ပြီးတူရီကရွာသားတွေအားလုံးကိုရိုးရာအတိုင်းပူဇော်ပါသားဖို့စုဝေးလိုက်ပါတယ်။ရိုးရာအစီရင်အပြီးမှာတော့ တူရီကမိုအာနာကိုတောက်စရာတစ်ခုပေးလိုက်ခြင်းမှာကျွမ်းမော်ကိုမိုးချိုးပြလိုက်ပြီးတော့မိုအာနာကိုထိမှန်သွားခဲ့ပါတယ်။မိုအာနာသတိပြောင်းဝင်လာတဲ့အချိန်မှာတော့လေတသီးအပေါ်ရှောင်နေခဲ့ပြီးလေပေါ်မှာလည်းသူ့ရဲ့ပိုးပေးထပ်ဗီဇာရှိနေခဲ့ရာကိုသတိထားမိသွားပါတယ်။တကယ်တမ်းတော့မိုအာနာဟာဟိုးအတိတ်တုန်းကမှတ်ဉာဏ်တစ်ခုကိုပြန်ခန်းစားနေခဲ့ရာဖြစ်ပြီးသူရောက်နေတဲ့နေဟာလေသူတို့ကျွမ်းအောက်ကိုယ်တွေကလေနဲ့တထက်တဲ့တူနေခဲ့ရာဖြစ်ပါတယ်။ တရားသတိထားလိုက်တဲ့အချိန်မှာတော့သူ့ရဲ့ဘိုးဘေးတွေဟာမော်တူဖတ်တူကျေစင်တန်းရဲ့အောက်မှာရှိနေတဲ့ကျွန်းတွန်းစီကိုဥတည်နေခဲ့ကြပြီးတော့သူ့ရဲ့ခီးလန်းကမကောင်းဆိုးဝါးကြီးတကောင်ရဲ့မျက်နှာနဲ့မှုန်တိုင်းတစ်ခုနောက်ဆက်တာကိုခံနေခဲ့ကြရပါတယ်။အဲဒီချိန်မှာပဲနှီးမောက်ပြီးမွားနာလဲကျယ်ရီဝီရဲ့နေရဲ့ပင်လယ်တစ်ခုတည်းကိုပြုတ်ကျသွားခဲ့ပြီးဝီလာငါးကြီးတကောင်ကိုပါတွေ့လိုက်ရပါတယ်။ဝီလာငါးကြီးဟာမျက်စိတပိတ်အတွင်းမှာပဲမွာနာကိုသူတို့ကျွန်းပေါ်ပြန်ခေါ်သွားပြီးခဲ့ပြီးကျွန်းကြီးတစ်ခုလုံးဟာလူရီမနေကြသလို၆ကက်နေခဲ့ပါ යි အဲ့ချိန်ဝီလာငါကြီးဟာဘိုးဘေးတက်ဗီဇာအသွင်ကိုယူလိုက်ပြီးမပြောက်ွယ်သွားခင်မှာတမုတ်တရားတွေကလူတွေမပြက်စီးဖို့ဆိုရင်မွာနာအနေနဲ့မော်တူဖီတူဂျွန်းကိုရှာရမယ်ဆိုပြီးပြောသွားခဲ့ပါမွာနာကသူ့အနေနဲ့ဘယ်လိုသွားရမလဲမသိရဲ့အကြောင်းပြောတဲ့အချိန်တက်ဗီဇာကကောင်းကင်ဘော်ကမိတော့ကလမ်းပြပေးလိမ့်မယ်လို့ပဲပြောပြီးပြောက်သွားခဲ့ပါအဲ့ချိန်မှာတော့မွာနာလည်းလက်နိုးလာခဲ့ပြီးသူ့ဖေကိုသူ့မက်ခဲတဲ့အိမ်မက်အကြောင်းပြန်ပြောပြခဲ့ပါအဲ့နောက်မှာတော့ရွာရဲ့မတန်းတွေကလည်း မော်တူဖီတူဆိုတဲ့ကျောင်းဟာတချိန်ကသမုတ်တရားရဲ့ခေါင်းဆောင်ကြီးစုဝေးရာစုရဲတစ်ခုဆိုတာကိုတည်ခဲ့လိုက်ရပါတယ်။ဒါပေမဲ့နာလိုလူခေါ်တဲ့နှစ်ဖျားဟာသူ့ရဲ့မော်အစွမ်းနဲ့သမုတ်တရားတွေကိုပန်းချလိုက်ပြီးမော်တူဖီတူကိုလည်းဝတ်ထားခဲ့ရဖြစ်ပါတယ်။တူရီကရွာကလူတွေကိုဘာလို့ကြမလဲဆိုတာကိုပြောဖို့စုဝေးခိုင်းလိုက်ပြီးမြေ ူရီရဲ့အာယုံဟာကောင်းကင်ဘော်ကကြွေကြလာတဲ့ခြေတစင်းအပေါ်ကိုပဲချောက်သွားခဲ့ကြပါတယ်။လူတိုင်းကဒါကိုဘာမှမသိကြပေမယ့်မွာနာကတော့ချက်ပီစာ ပြောသွားခဲ့တဲ့ကောင်းကင်ဘော်ကမိတောက်ဆိုတဲ့စကားကိုသတိရသွားခဲ့တဲ့အတွက်သူတို့ကျုံရဲ့လမ်းပြသူတယောက်ဖြစ်တဲ့မွာနာဟာမိုတူပီတူကျုံကိုပြန်ရှာပြီးတမုတ်တရားတွေကို ပြန်စုစည်းဖို့တာဝန်ကိုထမ်းရတော့မှာဖြစ်ပါတယ်။မွာနာဟာဒီခီးဟာအနည်းငယ်များပြီးပြန်လာနိုင်ဖို့တော့မသေးချတဲ့အတွက်နှုတ်ဆက်နေရကို စီမီယာကကြားသွားပြီးစိတ်ဆိုးပြီးတော့ပြေးထွက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းတာဝန်ရှိနေတဲ့မွာနာဟာဒါကိုအာယုံမထားနိုင်တော့ဘဲခီးရှိကြီးအတွက်ပြင်ဆင်ဖို့ပဲတွေးနေခဲ့ပါတယ်။မွာနာကဒီခီးမှာသူ့ရဲ့အဖော်ရဖြစ်တဲ့ပူဝါနဲ့ဟီရိုကိုပဲခေါ်သွားဖို့လှုပ်ထားတာဆိုပေမဲ့သူ့မိကလူမြများနဲ့လေကြီးဟာဒီခီးမှာတရားပေါလိုအပ်မယ်ဆိုပြီးတိုက်တွန်းနေရကြောင့်သူ့ရဲ့တငယ်ချင်းလော်တိုကိုနေအစ်စ်တိစားဖို့ခေါ်လိုက်ရပါတယ်။ အဲနောက်မှာတော့ရွာရဲ့လေသမားဖြစ်တဲ့ခင်လီကိုတော့သူတို့လေသားတွေရဲ့အစာတောက်ကိုဖူလွန်အောင်ထပ်ပံ့ဖို့တောင်းပေးခဲ့ပြီးမော်ကြီးရဲ့ပြိသက်အကြီးစားတယောက်ဖြစ်တဲ့စီဆူသမားမိုးကတော့မော်ကြီးနဲ့တွေ့နိုင်ဖို့ဆိုရင်မျှော်လင့်ချက်နဲ့လိုက်ဖို့သဘောတူလိုက်ပါ යි ။မဝါနာလည်းခီးမစခင်မှာသူ့ရဲ့ပစ္စည်းတွေထည့်ထားတဲ့အချင်းကိုလာယူရင်းအရန်လေးနေရအတွက်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာအထင်းမှပုံနေတဲ့စီမီယာကိုတွေ့လိုက်ရပါ යි ။ တီမယာကမဝါနာထိခိုက်မှာစိုးရိမ်တဲ့အတွက်သူ့ပါလိုက်ခဲ့ဖို့အတင်းပြောနေခဲ့ပြီးကန်းချီကိုခေါ်သွားခဲ့ပြီးသူနဲ့သမုတ်တရားကြီးရဲ့ကြားကဆက်နွယ်မကိုပြလိုက်ပါ යි ရီရီဟာမဝါနာတို့အတွက်လမ်းဖယ်ပေးနေခဲ့ပြီးတီမယာလေးကိုပါစာနာနေခဲ့ပါ යි မဝါနာကသူ့ဟာသမုတ်တရားကြီးရဲ့ကာကွယ်မှုကိုယူထားတာဖြစ်တဲ့အတွက်ဘာမှအနေရမရှိနိုင်ကြောင်းပြောပြခဲ့ပြီးစီမယာကလည်းသူရဲ့ကျင်ကားအဆောင်လေးကိုပေးကဘရောမသူ့ကိုမမိသွားဖို့ပြောလိုက်ပါ යි မဝါနာလေးစီမီယာလေးရဲ့လက်ဆောင်ကိုလက်ခံလိုက်ပြီး သူ့ရဲ့လဲဆွဲထဲမှာထည့်သိမ်းထားလိုက်ပိုင်နောက်တနေ့မနက်မှာတော့မွာနာလေးသူ့ရဲ့မိသားစုနှုတ်ဆက်ပြီးကောင်းကင်ဘော်ကကြဲကျွေးရဲ့လမ်းကြောင်းအတိုင်းသမုတ်တရားတွေကိုခီးစားထွက်လာခဲ့ပိုင်ရင်းနဲ့ပိုင်းတွေမှာတော့သူ့ရဲ့လေကအီစီပဲသွားနေခဲ့ပေမယ့်မွာနာကသူ့ရဲ့အဖွဲသားတွေဟာအချင်းချင်းနားလည်မမရသေးရကိုသတိထားမိခဲ့ပိုင်လော်တိုကလီကိုအနည်းငယ်များတဲ့အရာတွေလုပ်နေခဲ့တယ်လို့မိုးကလည်းသူ့ရဲ့ပကြီတွေကိုပဲစိတ်ဝင်စားနေခဲ့ပိုင် သူရဲ့အိုဒကြီးခဲလီကလည်းပင်လယ်ပြင်ကိုမကြိုက်တာကြောင့်မဝါနာကသမုဒ္ဒရာရဲ့ဝိညာဉ်ဟာသူတို့ကိုကာကွယ်မှာဖြစ်တာကြောင့်မကြောက်ကြဖို့လိုက်ပြီးပြောနေခဲ့ပါ යි သူတို့အကောင်လုံးဟာခီးတလျှောက်ပြောကြတွေကိုလှုပ်ရင်ဖျက်တမ်းနေကြပေမယ့်ကောင်းကင်ဘော်ကပောက်ကွဲမှုတစ်ခုကသူရဲ့အပြော်တွေကိုဖျက်ဆီးလိုက်ပါ යි တစ်ချိန်တည်းမှာပဲရေစီးကြောင်းတွေပါထူးထူးဆန်းဆန်းပြောင်းလဲကုန်ပြီးလေကရေဝဲကြီးမှာစဝိုင်းပုံပက်လဲသွားနေခဲ့ရပါ යි မဝါနာလေသမုဒ္ဒရာကဘာဖြစ်ချင်မှမသိရကြောင်းတွင်းနေရဲ့အချိန် သူတို့ရဲ့အရှိမျိုးတဲကနေတင်မောကြီးတစည်းထွက်လာခဲ့ပါတယ်။တင်မောပေါ်မှာတော့ခခမူရာလို့ခေါ်တဲ့လူတသေးလေးတွေပါလာဖြစ်ပြီးသူတို့တွေဟာပင်လေဓမြတွေဖြစ်ကြပါတယ်။သူစန္နာကသူတို့တွေဟာတခုခုစီကနေထွက်ပြေးနေသလိုဖြစ်နေပြီးနောက်ကိုကြည့်လိုက်ချင်းမှာတော့ကျွန်းကြီးပုံစံဖြစ်နေတဲ့အခွန်မမိစာကြီးကိုတွေ့လိုက်ရပါတယ်။ ဒီကောင်ကြီးကတွေးသမျှအောင်မျိုးချနေရကြောင့်မဝါနာလေးသူရဲ့လေကုန်းခကာမူရာတို့တင်မောစီတန်းချိတ်လိုက်ပြီးအဝေးကိုထွက်ပြေးဖို့လုပ်ကြပါယခကာမူရာတွေကထုံစည်းများတွေနဲ့ဖြစ်တာကိုမဝါနာကကာထားနိုင်ပေမဲ့ဟိကိုပါလိုက်ကာနေရတာကြောင့်ထီသွားပြီးအကျော်ရီတီးသွားခဲ့ပါယဒီလိုနဲ့သူတို့တွေအကောင်အကျော်ရီတီးသွားတဲ့အချိန်ဖန်မို့သူတို့လေပေါ်တက်လာခဲ့ကြပေမဲ့မဝါနာတို့လေကမော်တူဗီတူကျွတ်ပေါ်ကိုမြင်သွားတဲ့အချိန်မှာတော့မဝါနာကသူတို့ရဲ့သူရဲ့ကောင်းလို့ဆက်ဆံခဲ့ကြပြီး အုံဒီရီနဲ့ရုပ်ပုံတွေဖော်ပြနေခဲ့ကြပါတယ်။ပကြီးကြာဖြစ်တဲ့မုံလဲခကာမိုရာရီရဲ့ပုံတွေကိုဖာသာပြန်ပေးပြီးခကာမိုရာရီရဲ့မွေးရမြေဟာမိုဒူဖတ်တူဂျွန်းနာမှာဆိုတာကိုသိလိုက်ရပါတယ်။ နာလူရဲ့သမုတ်တရားပိုင်းခြားမှုအပြီးမှာခကမူရာရေဟာသူရဲ့အင်ကိုပြန်လို့မရတော့ဘဲပြန်ကျင်နေဆိုရင်ခုနမိစာကြီးကိုကြော်ဖြတ်ရမှာဖြစ်တယ်လို့ပြောပြနေခဲ့ကြပါတယ်အရာအားလုံးကိုတီးပြီးရဲ့အချိန်မှာတော့မွာနာကခကမူရာရီကိုကူညီဖို့သဘောတူလိုက်ပြီးခကမူရာရီကလည်းသူတို့အကျော်တည်နေရကိုဖြေပေးဖို့ဂျယ်လီခီယူကြီးကိုပါခေါ်ပြီးကုသပေးလိုက်ကြပါတယ်။အကုန်ပြန်ကောင်းသွားကြပြီးမှတော့လော်တိုကမိစာကြီးကိုအနိုင်ယူဖို့ခကမူရာရီစီကထုံသေးကို အသုံးပြုဖို့အကြံပေးရကြောင်းသဘောတူလိုက်ကြပြီးလှန်တချောင်းထိတ်မှာအစိတ်တုပ်ပြီးရောမဝါနာစီပေးလိုက်ကြပါ යි မဝါနာလေးမိစာကြီးကိုအနိုင်ယူဖို့သူရဲ့ပဇဝစီကတ်သွားခဲ့ကြပြီးအားနေချက်ကိုရှောက်ဖေးနေခဲ့ကြပါ යි တိတ်မကြခင်မှာပဲတွေ့သွားတာကြောင့်လှန်နဲ့ထူပုံလုံနေတဲ့အချိန်လီကဟန်ချက်ပြတ်ပြီးလှန်ကလည်းရေထဲကိုပြုတ်ကျသွားခဲ့ရပါ යි ကံကောင်းစွာနဲ့ပဲခကာမူရာစစ်တီတယောက်ဖြစ်တဲ့ခေါ်တူရောက်လာပြီးသူ့ရဲ့လံကိုမိစာကြီးရဲ့အားနေချက်နေရာစီပြစ်လိုက်တာကြောင့်မိစာကြီးကရေထဲကိုနစ်မြုပ်လာခဲ့ပိုင်မွားနာတို့လည်းထွက်ပြေးဖို့လောက်ကြပေမဲ့နောက်ကျသွားခဲ့ပြီးမကောင်းစွာကြီးရဲ့ပိုက်တဲကိုပြုတ်ချသွားခဲ့ကြပြီးတော့သူ့တငယ်ချင်းတွေစီကနေလူစုကွဲသွားခဲ့ပိုင်ကဘာကြီးရဲ့ပိုက်ထဲမှာတော့လေတွေရဲ့အပြည့်စည်တွေဟာတောင်လိုပုံနေပြီးတခြားပင်လည်းတတဝါတွေပါရှိနေခဲ့ပါတယ် အဲ့ဒီချိန်မှာတော့အပျက်စီးပုံကြားကနေမိစ္ဆာတကောင်ထွက်ထွက်လာပြီးမဝါနာမရှိတဲ့လူစုစီကိုရှောင်းလာခဲ့ပါတယ်။သူတို့ကိုတိုက်ခိုက်တော့မယ့်အချိန်မှာပဲကိုတူရဲ့အစိတ်လံကမကောင်းဆိုးဝါးကြီးကိုထိသွားပြီးအကြောတည်သွားစေခဲ့တဲ့အတွက်လဲကျသွားပြီးပါဇက်ကနေအစစ်တွေထွက်လာခဲ့ပါတယ်။အစစ်တွေကြောင့်သူတို့အောက်ကကျမ်းပြေဟာပြိုကျလာခဲ့ပြီးတော့တဖွဲ့လုံးမိစ္ဆာကြီးရဲ့ပိုက်ထဲကအနက်ဆုံးအပိုင်းစီကိုပြုတ်ကျလာခဲ့ကြပါတယ်။သူတို့မထင်ထားခဲ့တာကတော့သူတို့ပြုတ်ကျလာတဲ့နေရာဟာမော်အီပိတ်နေတဲ့နေရာဖြစ်နေပြီး မိုးကတော့သူ့ရဲ့အိုင်တော်ကိုတွေ့ရတာကြောင့်ယူမတက်စိတ်လှုပ်ရှားနေခဲ့ပါတယ်။သူတို့လည်းမော်ယီကိုပြန်လွှတ်မြောက်အောင်ကူညီဖို့လုပ်ကြပေမဲ့မော်ယီကတော့သူ့ရဲ့ချိတ်ကိုပြန်ရတာနဲ့အလွတ်လွတ်လွတ်မြောက်သွားခဲ့ပြီးထွက်တော်ရမယ့်အချိန်မှာ ဟေကိုတွေးလိုက်တာကြောင့်မိုအာနာဘယ်မှာလဲဆိုပြီးမေးလိုက်ပါတဖက်မှာတော့မိုအာနာတယောက်မိနေရာကနေပြန်သတိရလာခဲ့ပြီးသူ့ရဲ့ပေါင်ပေါ်မှာရှိနေတဲ့ဆီမီယာကိုတွေးလိုက်တာကြောင့်ရုတ်တရက်ကြောင်းသွားခဲ့ပါတကယ်တမ်းမှာတော့ဆီမီယာဟန်ဆောင်ထားတဲ့လင်းတို့တကောင်ဖြစ်နေခဲ့ပြီးတော့ဒီလင်းတို့ဟာမော်ဟီကိုဖမ်းထားခဲ့တဲ့ပေါ်တယ်အဆောင်ရဲ့နောက်လိုက်တယောက်ဖြစ်ပါအဲ့နောက်မှာတော့ဂိဆာဟာမန်ဒန်ကီဆိုတဲ့မိမတယောက်ရဲ့အသွင်နဲ့ထွက်လာပြီးမိတ်ဆက်ခဲ့ပါတယ်။မိုဝါနာကသူ့ကိုယ်သူကကွယ်ဖို့တိုက်ခိုက်ခြင်းခဲ့ပေမဲ့ မဒန်ကီကသူ့ကိုမော်ဒူဖက်တူကိုရှာတဲ့နေရာမှာကူညီဖို့ပြောလိုက်ပါတယ်။မဒန်ကီက သူဟာဒီနေရာမှာနှစ်တန်းပေါင်းများစွာအကျဉ်းချခံနိုင်ရပြီးနာလူရဲ့အမိတ်အောက်မှာဒီနေရာကိုကာကွယ်ဖို့အတင်းခိုင်းခံထားရတာဖြစ်ပါတယ်။ဒါကြောင့်မဲသူကမောဟနာကူညီပြီးနာလူရဲ့အစီအစဉ်တွေကိုဖျက်ဆီးခြင်းနဲ့ဆိုပြီးပြောခဲ့ပါတယ်။ဒါပေမဲ့မော်ဒူဖက်ဒူစီရောက်ခြင်းနဲ့ဆိုရင်မောဟနာအနေနဲ့သူတည်ထားတာတွေကိုဖယ်ပေးထားပြီးအချိန်နေအလိုက်လှုပ်ဆောင်ရမှာဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်။မတန်ကီကမောဟနာအနေနဲ့မော်ဒူဖက်ဒူကိုရှာတွေ့ဖို့ဥတီချက်တွေကိုမိထားပြီး ခြေဦးတရားလျှောက်သွားရမယ်ဆိုပြီးပြောပြခဲ့ပါတယ်။မွာနာကဒီစကားတွေဟာထူးဆန်းတယ်လို့တွေးမိပေမဲ့လက်ခံလိုက်ပြီးမန်တန်ကီခေါ်သွားတဲ့၆ကဘာကနေအပ်ကိုခုံချခဲ့ပါတယ်။ဒီလိုနဲ့မွာနာလည်းစမ်းသပ်မှုကိုအောင်မြင်ပြီးမတ်တိုဖက်တူကိုသွားတဲ့လမ်းကြောင်းတဲကိုလျှောက်သွားခဲ့ရပါတယ်။သိမ့်မကြခင်မှာပဲမော်ဤပါရောက်လာပြီးမွမ်းနောက်အပြန်တွေ့ရတဲ့အတွက်ဝမ်းသာကြောင်းနဲ့မန်တန်ကီကိုတော့လက်စားချီမဲဆိုပြီးတိုက်ခိုက်ဖို့လုပ်နေခဲ့ပါတယ် ဒါပေမဲ့မဝါနာကတားလိုက်ပြီးကျမ်းပြင်ပေါ်မှာမတူဖီတူစီရောက်နိုင်မဲ့လမ်းကြောင်းကိုတွေ့ရကြောင်းလိုက်ရှာရင်ပေါ်တေကိုအောင်မြင်မြင်ဖွင့်လိုက်နိုင်ခဲ့ပါသည်။ ဖုံးပွင့်ပြီးခြင်းမှာပဲမြေပြင်ပေါ်ကနေလေပွေတစ်ခုဖြစ်လာခဲ့ပြီးလှေနဲ့အတူအကောင်လုံးလိုက်သွားခဲ့ကြပါတယ်။သွားကနေမှာတော့မွာနာကမတန်ကီကိုပါသူတို့နဲ့လိုက်ဖို့ခေါ်ခဲ့ပေမဲ့နာလိုရဲ့မော်ကြောင့်ဒီနေရာခွာလို့မရကြောင်းပြောပြပြီးတနည်းကြရင်ပြန်တွေးကြမယ်အကြောင်းပြောပြီးကြံခဲ့လိုက်ပါတယ်။အဲနောက်မှာတော့မွာနာလည်းလေပွေထဲကိုခုံဝင်သွားခဲ့ပြီးနှစ်ဖျားရီပဲဝင်လို့ရတဲ့လမ်းကြောင်းတစ်ခုပေါ်ကိုရောက်သွားခဲ့ရပါတယ်။မော်ကြီးလည်းပြန်ဆုံတွေ့ခွင့်ရတာကြောင့် ပြေးဖက်ပြီးပြစ်ခရာတွေအကုန်လုံးအကြောင်းကိုရှင်းပြနေခဲ့ပါတယ်။ဒါပေမဲ့မော်ဤကသူတို့ကိုတရင်ဆိုးဆိုပြီးနာလိုဟာမော်တူဖက်တူကိုတမုတ်တရားအနက်ကြီးထဲမှာဖွက်ထားတာကြောင့်ရှာတီးဖို့မဖြစ်နိုင်ကြောင်းပြောပြပြီးမော်ဤကလွှဲပြီးမွာနာနဲ့တခြားသူတွေကတော့မရှင်းတန်နိုင်ကြောင်းပြောခဲ့ပါတယ်။သိမကြခင်မှာတော့သူတို့တွေပေါ်တယ်တဲကနေပင်လယ်တဲကိုပြန်ရောက်လာခဲ့ပြီးမော်တူဖက်တူကျွန်းရှိရဲ့ကျေးဇူးကိုတွေ့သားခဲ့ပါတယ်။မွာနာကသူ့ရဲ့ဘိုးဘေးဖြစ်တဲ့တက်ဗီဇာက မော်ဒူဖက်တူကိုရှာဖို့တောင်းဝင်ပြီးခဲ့တယ်ဆိုတာနဲ့တမုတ်တရားရဲ့လူစုတွေကိုပြန်ပေါင်းစည်းဖို့ရည်ရွယ်ချက်ကိုပါရှင်းပြခဲ့ပါတယ်။ဒါကြောင့်တွန်းကရေးအောင်မှဆိုရင်တော့သူတို့အနေနဲ့အဖြစ်တစ်ခုခုကိုရှာတွေ့နိုင်မှသိချတဲ့အကြောင်းပြောပြီးတမုတ်တရားကိုအကူအညီတောင်းခဲ့ပါတယ်။ဒါပေမဲ့ပထမဆုံးအကြိမ်အနေနဲ့ဘာတုတ်ပြန်မှုမှမရှိခဲ့ရတော့မော်ဟီကဒီနေရာကနာလိုလက်အောက်မှာရှိတဲ့အတွက်အကူအညီမှမဟုတ်တဲ့အကြောင်းပြောပြခဲ့ပါတယ်။ပြောနေရောမှာပဲသူတို့စီကိုပင်လယ်မိစ္ဆာတကောင်ထွက်လာပြီးတိုက်ခိုက်ဖို့လုပ်နေရကြောင်း ခေါ်တူရဲ့အစိတ်များတော့ခဏရှက်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့အစိတ်ကမထီရောက်ပဲသူတို့ကိုဆက်တိုက်နေရကြောင်းမော်ယီဝင်တိုက်ခတ်လိုက်ရပါတယ်။ဒါပေမဲ့ဒကောင်လေးမကပဲနောက်ကတခြားအကောင်တွေပါထွက်လိုက်လာကြောင်းမွာနာလည်းလေကိုထိန်းချုပ်ပြီးထွက်ပြေးနေတဲ့အချိန်မော်ယီကငမန်းအဖြစ်ပြောင်းပြီးတခြားမကောင်းဆိုးဝါးတွေကိုတိုက်ခိုက်နေခဲ့ပါတယ်။ဒါပေမဲ့အရေးအတွက်ကာလုံးနာကြောင့်ခက်ခဲနေခဲ့ပြီး မိုးတယောက်လေပေါ်ကနေရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။မော်ဤကမိုးကိုသွားခဲ့နေအောင်မှာတော့မဝါနာတို့လေပင်မှာမကောင်းဆိုးဝါးငါးတွေဝိုင်းလာခဲ့ပြီးမျောလင်းချက်မရှိတော့တဲ့အချိန်နှီးထွက်လာကြောင်းမကောင်းဆိုးဝါးတွေလည်းအဝေးကိုထွက်ပြေးသွားခဲ့ကြပါတယ်။အဲ့ချိန်မှာတော့မိုးနဲ့အတူမော်ဤပါပြန်ရောက်လာခဲ့ပြီးမိုးကတော့တေကာနီးကနေလွတ်မြောက်လာတာကြောင့်ကြောက်လန့်တုန်လှုပ်နေခဲ့ပါတယ်။မဝါနာလည်းတိမ်မဝေးတဲ့ကျွန်းတစ်ခုမှာလှိမ့်ကပ်ပြီးသူ့တငယ်ချင်းတွေရဲ့ဘဝတွေကို အနည်းဖြစ်စေတဲ့အတွက်အပြည့်ရှိစိတ်တွေဖြစ်နေခဲ့ပါတယ်။တိတ်မကြခင်မှာပဲလော်တိုကမွားနာကိုဂူတစ်ခုတည်းခေါ်သွားခဲ့ပြီးအထင်းမှာတော့ချက်ဗီဇာရဲ့လီအပြတ်ကိုတွေ့လိုက်ကြရပါတယ်။ဒီလိုနဲ့မွားနာလည်းသူ့မတူဘတ်တူကျွန်းစီရောက်နိုင်ပါမလားဆိုတဲ့တန်တရားတွေဝင်လာခဲ့ပြီးသူ့တငယ်ချင်းတွေကိုပါဒုက္ခရောက်စေခဲ့တဲ့အတွက်အယံဝန်းနေနေခဲ့ပါတယ်။အဲဒီချိန်မှာပဲငမန်းကြီးမော်ရောက်လာပြီး ူကိုယ်တိုင်လည်းတူညီတဲ့အခြေအနေတွေနဲ့တုံခဲ့ပို့ပြီးမဝါနာကြောင့်သူလည်းအရင်ကထက်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာတယ်ဆိုတာကိုပြောပြနေခဲ့ပါတယ်။ဒါကြောင့်သူ့အနေနဲ့မဝါနာကိုရှေ့ဆက်ရင်ဆိုင်ရမယ့်အရာတွေအတွက်လေ့ကျင့်ပေးမှဖြစ်ပြီးကျင်းကိုလည်းသူ့အစွမ်းနဲ့ရေပေါ်ပေါ်နေအောင်လုပ်ပေးပြီးတော့မဝါနာအတွက်အချိန်ဆွဲပေးထားမယ့်အကြောင်းပြောပြခဲ့ပါတယ်။မော်ကြောင့်ယုံကြည်ချက်ပြန့်ရှိသွားတဲ့မဝါနာလည်းသူ့တငယ်ချင်းတွေကိုပြန်သွားအားပေးပြီးတော့လေကိုပြန်ပြင်ဆင်ဖို့လုပ်ကြပါဦးတယ်။ ဒီလိုနဲ့သူတို့ရဲ့ခီးစဉ်ကိုပြန်ဆက်ခဲ့ကြပြီးသူတို့ရှိမှာတော့နာလိုဖန်တီးထားတဲ့မော်နိုင်ကြီးကစောင့်ကြည့်နေခဲ့ပါတယ်။ဒီလိုကြောက်စရာအခြေအနေကိုကြုံခဲ့ရပေမဲ့မဝါနာကရှေးဆက်ဘုတ်ကိုပဲအားဆိုင်နေခဲ့ပြီးမော်ဦးကလည်းလီစီကိုရောက်လာတဲ့မိုးကြိုးတွေနဲ့လျက်စီးတွေကိုတားဆီးနေခဲ့ပါတယ်။ မော်ရီကနာလိုဟာသူ့ကိုမဟုတ်ဘဲမွာနာကိုပဲပြစ်မှတ်ထားနေရကိုသတိထားမိသွားပြီးလူသားတွေကသာသမုတ်တရားတွေကို ပိုင်းခြားထားတဲ့အပေါ်ကိုဖျက်ဆီးနိုင်မယ်ဆိုတာသိသွားခဲ့ပါတယ်။ဒါကြောင့်မွာနာတို့ဟာနာလိုကအယုံလွှဲထားတဲ့အချိန်မော်ရီကကျွန်းကိုရေပေါ်ပေါ်အောင်လှုပ်ပေးဖို့အစီအစဉ်ဆွဲလိုက်ပြီးမော်ရီကတင်းငယ်တကောင်အဖြစ်ပြောင်းပြီးထွက်သွားခဲ့ပါတယ်။လော်တိုကရွက်တွေကိုဖျောက်ပြီးဆွန်လို့အသုံးပြုလိုက်တဲ့အတွက်ပုံတိုင်းလေးကလေတွေနဲ့ပုံမြန်မြန်ရွှေရှားနိုင်သွားပြီးမိုးကြိုတွေကိုရှောင်တိန်နိုင်နေခဲ့ပါတယ်။ ဒီလိုနဲ့ပဲမောအားနာတို့လည်းမုံနိုင်ရဲ့အလေကိုတဖြည်းဖြည်းရောက်လာခဲ့ပြီးမော်ကြီးကလည်းကျွန်းကိုတွေ့သွားခဲ့ရကြောင်းသူ့ရဲ့ဂျင်းနဲ့ကျွန်းကိုအပေါ်ဆွဲတင်ဖို့အစွမ်းကုန်စူးစမ်းနေခဲ့ပါတယ်။ဒါပေမဲ့နာလူကလည်းသူတို့လုံနေရာတွေကိုတိသွားပြီးမော်ကြီးရဲ့ဂျိတ်ကျိုးကိုမိုးကျူးနဲ့ဖျက်ပြလိုက်တဲ့အချိန်လှိုင်းလုံးတွေပါဖျက်လာပြီးမောအားနာတို့ရှေ့မှာတားဆီးနေခဲ့ပါတယ်။ဒါပေမဲ့မောအားနာကလေကိုပြောင်းထိပ်ပြီးဆူနာမီလှိုင်းတွေရဲ့ထိတ်ကိုရှာအောင်လုပ်နိုင်ခဲ့ပြီးတော့တခြားတစ်ဖက်ကိုကျော်လာနိုင်ခဲ့ပါတယ်။ မော်ဤကိုတိုင်လည်းတိမ်ငက်ပုံစံပြောင်းပြီးဖြတ်သွားတဲ့ကျိုးကိုထက်ဆွဲနေခဲ့ပြီးတော့နာလိုရဲ့မိုးကျို့တွေနဲ့ပြစ်တာကိုခံလိုက်ရပါတယ်။မော်ဤလည်းသူ့ကိုယ်ပေါ်ကတတူးတွေပြောင်းလာပြီးတော့ဒီမီကိုတယောက်ရဲ့အစွမ်းတွေကုံဆုံးခံနေဖြစ်လာတဲ့အချိန်ပင်လယ်ထဲပြုတ်ကျသွားခဲ့ပြီးမွာနာတို့လေကလည်းမှောက်သွားခဲ့ပါတယ်။ဘသူမှမထိခိုက်သွားခဲ့ပေမယ့်ကျွန်းကိုရေပေါ်ဆွဲတင်မဲ့အစီအစဉ်ကတော့ပြတ်သွားခဲ့ပြီးမွာနာလေးမဒန်ကီရဲ့စကားတွေကိုပြန်ကြားလာတာကြောင့်ရေထဲကိုအတိုင်းပင်ပြစ်ချလိုက်ပါတယ်။ ကျိုးရှိရဲ့နေရာစီကိုရင်းငုတ်ကူးသွားနေတဲ့အချိန်တခြားလူတွေကတော့ရေထဲမှာမျောနေတဲ့မော်ကြီးကိုဆဲထားနိုင်ခဲ့ကြပါ යි ။နောက်လိုလဲစိတ်မရှိတော့ဘဲမဝါနာစီကိုမိုးကျိုးနဲ့ပြစ်ပြီးအဆုံးသတ်ဖို့လုပ်ခဲ့ပြီးမိမဝါနာကကျွန်းကိုထိနိုင်လိုက်တာကြောင့်မော်အစွမ်းကပြတ်သွားပြီးပုံတိုင်းလည်းမရှိတော့ဘဲပင်လေကြီးဟာအရင်လိုပြန်ဖြစ်သွားခဲ့ပါ යි ။မော်ဤတရီပြန်ရလာတဲ့အချိန်မှာတော့မွာနာကိုရှာဖို့ရှီတဲ့ခုံချသွားပြီးကျွန်းမော်ချီချလိုက်တဲ့အချိန်မှာ ူတို့ပဝင်းကျင်ကိုလေးဆက်လုံးတစ်ခုကဝိုင်းထားပြီးမွားနှောင်းနှုံနေခဲ့ပါတယ်။ဒါပေမဲ့ဘာတုတ်ပြန်မှုမှမရှိအားကြောင့်သူ့တငယ်ချင်းကိုဆုံးရှုံးရပြီးထင်းနေတဲ့အချိန်ဝီလာငါးကြီးကပြန်ပေါ်လာပြီးတက်ဗီဇာအဖြစ်ပြောင်းလဲပြီးတော့သူတို့ရှိကိုရှောင်လာခဲ့ပါတယ်။သူနောက်မှာတော့မွာနာရဲ့အဖွာအပြင်တခြားပင်လေတဲ့ကဝိညာဉ်တွေပါပေါ်လာခဲ့ပြီးတော့သူတို့ရဲ့မော်အစွမ်းနဲ့မွာနာလည်းတတိပြန်လည်လာခဲ့ပါတယ်။ဒါတိမ်မကသေးပဲမွာနာကိုယ်တိုင်မှာမော်ဤလိုဒေမီကိုတယောက်ဖြစ်လာပြီးမော်ဤလည်း သူ့ရဲ့ကျင်းတဲ့အတူအစွမ်းနေပါပြန်ရသွားခဲ့ပါတယ်။အဲ့နောက်မှာတော့အားလုံးကိုနှုတ်ဆက်ပြီးမော်ရီနဲ့အတူမတူဖတူကျွန်းကိုရေပေါ်ဆွဲတင်လိုက်ကြပြီးတော့မွာနာရဲ့မော်ခုခရာကနေအစွမ်းနေထွက်လာပြီးကွဲနေခဲ့တဲ့ပင်လယ်တွေဟာတခုတည်းအဖြစ်ပြန်ပေါင်းကြည့်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ရဲ့တာဝန်တွေဟာပြီးဆုံးသွားပြီးသူ့တငယ်ချင်းတွေနဲ့ပြန်ဆောင်ပြီးကျွန်းမော်ကိုလှည့်ကြည့်ကြတဲ့အချိန်ကြောင်တုံးတုံးပေါ်မှာဆွဲထားတဲ့တခြားလူတွေနဲ့ကျွန်းဒီနေရာကိုတွေ့လိုက်ရပါတယ်။ မွားနာလဲသွားပြီးရှာဖွေဖို့တွင်းလိုက်ပေမဲ့တိတ်မကြခင်မှာတခြားမျိုးနယ်စုတွေဟာမော်ဒူဖက်တိုကျွန်းစီကိုရောက်လာခဲ့ကြပါ යි မွားနာတို့ကျောင်းပေါ်မှာတော့စီမီယာလေးဟာမွားနာကိုစောင့်နေခဲ့ပေမဲ့မော်ဤပဲရောက်လာပြီးစီမီယာကိုကြောင်ဝင်လေးတစ်ခုပေးလိုက်ပါ යි စီမီယာလဲကြောက်တုံးပေါ်ကနေချောင်းကြီးလိုက်တဲ့အချိန်မှာတော့ သူတို့စီလာနေရဲ့မွားနာကိုတွေ့လိုက်တဲ့အတွက်ပင်လယ်ထဲကိုဖြေးသွားပြီးပြေးဖက်လိုက်ကြပါဒါပေမဲ့မွားနာရဲ့နောက်မှာတော့တခြားပင်လယ်ကလူမျိုးစုတွေပါလိုက်လာခဲ့ပြီးခက်ခါမူရာလေးတွေဟာလည်းသူတို့ရဲ့မွေးရဲ့မြေကိုပြန်သွားနိုင်ခဲ့ကြပါနောက်ဆုံးမှာတော့အရာအလုံးဟာအေဂျန်ပြီးအသားကြကုန်ပြီးဆိုပေမဲ့လမ်းပြသူတယောက်ဖြစ်တဲ့ဒင်မီကုတ်မွာနာရဲ့ပင်လယ်ခုနှစ်ဆင်းမှာထွက်မဲ့စွန့်စားခန့်တွေကတော့အခုမှ စတင်တော့မှာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။